အခုကျွန်တော်ပြောမယ်ချစ်သူဝင်တဲ့လင်းလင်းอ่ะနော်အမေရိကန်ပြောင်းသူဟလာတက်ဆက်ပြည်နယ်မှာရှိတဲ့ကက်တီမျိုးကအမှတ်1463လမ်းမကြီးဘေးမှာရှိတဲ့နော်လမ်းမကြီးနားမှာရှိတဲ့ဒေါ်လာ၄သိန်း၉သောင်းတန်နော်ဒေါ်လာ၄သိန်း၉သောင်းတန်အိမ်ဝယ်လိုက်တယ်ကျွန်တော်ကပြောလင်းလင်းတို့ချစ်သူဝင်တို့ဒေါ်လာရဲ့အောင်မြင်သွားတယ် မြန်မာနိုင်ငံတော့မှရှိတယ်သူတို့မြောက်ပင့်ပေးတဲ့လူတွေတချို့တွေထောင်နေတန်းနေကြတယ်တချို့တွေတောထဲမှာတည်ကြကြေကြတယ်တချို့တွေတခြားနိုင်ငံတွေမှာဒုက္ခရောက်ကြတယ်ခလေးတွေနော်မင်းတို့ကဘာမှာလုတ်တဲ့တော်လိုင်းကြီးခေါင်းဆောင်တွေလိုက်ကြည့်လိုက်ဂန်နီကြီးကိုကြည့်မလားကက်စတိုကိုကြည့်မလားချီကွေဘာရာကိုကြည့်မလားမော်စီတုံးကိုကြည့်မလားဟာလာကျွန်တော်တို့ဒီဟိုနေ့ကဟိုချီမင်းကိုကြည့်မလားဘယ်တော်လိုင်းကြီးခေါင်းဆောင်မှာတခြားနိုင်ငံကနေတော်လိုင်းကြီးပါกว่าဆိုပြီးမအော်ဘူး ဲ့ဒီတိုင်းပြည်မှာရှိတဲ့လူတွေနဲ့အဲ့ဒီတိုင်းပြည်မှာရှိတဲ့လူတွေရဲ့ဘဝတွေနဲ့သူတို့ဘဝတွေကိုတထက်သေးထားပြီးတော့လောက်ကြတာဒေါ်လာရေးဆိုတာကျွန်တော်ပြောချင်တာအတိအကျပြောမယ်နော်အတိအကျပြောမယ်ကျွန်တော်ပြောချင်တာလင်းလင်းနဲ့ချစ်သူဝေဝယ်လိုက်တဲ့အိမ်ကနော်အိမ်လေးစာအတိအကျပြောမယ်အမတ်2633 Yellowwood City KTY postbound number က TH00 694 အိမ်ပိုင်ရှင်အောင်အမီပေါင်းနဲ့ဝယ်တာနော်ဒီကောင်နေဘလောက်အထိငွေကြေးတွေချမ်းသာသွားတယ်လဲဆိုကျွန်တော်ပြောချင်တာအိမ်ပိုင်ရှင်အမီပေါင်းကထွေးလင်းကိုနဲ့ချစ်သူဝေသူတို့သမီးလေးနှစ်ယောက်ရဲ့နောင်ရေးအတွက်ကိုပါစိတ်ချရအောင်စာတင်ချောင်းတွေနဲ့နီးတဲ့မျိုးကအိမ်ကြီးကိုရွေးဝယ်လိုက်တာဒီလောက်ရက်ဆက်တဲ့ဒီလောက်တိုင်းပြည်အပေါ်မှာရုပ်မှာပတ်ဆက်တဲ့ကောင်နေဟမ်မင်းတို့ဒီတိုင်းပြည်ကိုဖျက်ပြီးတော့မှမင်းတို့တွေဟမ် တခြားတိုင်းပြည်မှာမင်းတို့မိသားစုနဲ့ပြပေါ်ရွှင်နေရတာလင်းလင်းချစ်သူတွေမင်းတို့မချက်ဘူးလားရောက်နေမင်းတို့မချက်ဘူးလားမင်းတို့သားမင်းတို့သမီးလေးနှစ်ယောက်အတွက်ကြတော့အကြောင်းနဲ့နီးအောင်ဆိုပြီးတော့ဝဲတာတောင်တကယ့်အကြောင်းကြီးအကြောင်းကောင်းတွေရှိတဲ့လူတို့လူကုန်တန်းတွေအများစုနေတဲ့နေရာအမေရိကန်ပြည်အောင်စုတက်ဆက်ပြည်နယ်တွေကတကယ့်လူကုန်တန်းတွေနေတဲ့နေရာတွေမြို့ရဲ့အိမ်ကိုတော့မင်းတို့ရွေးပြီးဝဲတာလေအိမ်ကကျွန်တော်ပြောမယ်သူ့ရဲ့အိမ်ကခြံနော်ခြံကျဲက1200 12549စတူရန်ပေးကျဲတယ်နော်12549စတူရန်ပေးကျဲတယ်နေအကျဲက2944စတူရန်ပေးအကျဲကြီးပဲနော်နေအကျဲက square feet နော်2944 square feet စတူရန်ပေးကျဲတယ်နှစ်ထပ်အိမ်ဖြစ်တယ်အိမ်ခန်း၄ခန်းပါတယ်ရေချိုးခန်း၂ခန်းပါတယ်အဲခန်း၁ခန်းပါတယ်မိဖို့ကြောင့်ထမင်းစားခန်း၁ခန်းစီပါတယ် အားကစားလုပ်တဲ့အခန်းတစ်ခန်းတောင်ပါလိုက်သေးတယ်အဲ့ဒီမှာနောက်နောက်ပြီးတော့ relax လုပ်ဖို့ karaoke ဘာညာ smuggler ဆိုမဲ့ party လုပ်ဖို့ဘာညာအခန်းတစ်ခန်းတောင်ပါလိုက်သေးတယ်အပြင်မှာသူတို့ရှိရင်လဲကား၃စီးရက်လို့ရတဲ့ကားကိုတောင်တစ်ခုပါတယ်ကဲကဲဘယ်လိုလုပ်မလဲကျွန်တော်အဲ့ဒါကိုအဲ့ဒါကိုပြောချင်တာဒီသတင်းကြုံမှာကျွန်တော်မြန်မာနိုင်ငံမှာဟလာအဒီကမန္တလေးတို့မေမျိုးတို့ရှောက်သွားတဲ့အချိန်မှာ ကျွန်တော်တော့ရိုးရိုးပဲတွေးကျင်တာပါလဲဆိုဒီခြေခံအလုံသမားတွေတာမန်ပြည်သူတွေဟာလက်ရှိအနေအထားမှာသူတို့အေးချမ်းစွာ နေလိုခြင်းနေလိုကြပြီသူတို့သားသမီးတွေရဲ့နောင်ရေးတွေသူတို့ဘဝတွေကိုသူတို့တိဆောက်ချင်ကြပြီ